ဒီကနေ့အော်တိုဘားလ30ရက်နေ့ပြည်တွင်းမှာဖြစ်ပွားနေတဲ့အထက်ကအထူးခြားသတင်းတွေနဲ့နောက်ဆုံးရသတင်းတွေအကြောင်းကိုသတင်းမှတ်တမ်းရယူတင်ဆက်ပေးနေတဲ့သတင်းတော်ကိုမော်ရစ်ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းကြည့်ပါမယ်။ဟုတ်ကဲ့ကိုမော်ရစ်ရေမင်္ဂလာပါ။ဟုတ်ကဲ့ဟုတ်ကဲ့ပါဒီကနေ့ဒီအော်တိုဘားလ30ရက်နေ့မှာအကိုဒီသတင်းတွေလိုက်ရင်းနဲ့ထူးခြားသတင်းတွေဘာတွေများသိရမလဲပြောပြပေးပါဦးကို။ဟုတ်ကဲ့ပါ။အာဒီကနေ့ရန်ကုန်ပြည်ပြည်ဆိုင်ရာ လေစိတ်မှာဒီလေရင်ပြင်းလန်းပြင်ဆင်မှုတွေပြုလုပ်มาဖြစ်တဲ့အတွက်ဒီညာပိုင်းပြန်တန်းမှုတွေကိုနှစ်လလောက်ပိတ်မယ်ဆိုပြီးတော့မြန်မာလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့အမေငါထုတ်ပြန်ထားပါတယ်ဆိုတော့သူတို့ပိတ်မဲ့ရက်ကဒီအောက်တိုဘာ29ရက်ဆိုတော့မနေ့ကစပြီပေါ့နော်အောက်တိုဘာ29ရက်ကနေ2026ခုနှစ်ဇန်နဝါရီတရက်နေ့တရက်နေ့အထိဖြစ်ပြီးတော့ ဒီအရင်နှစ်လအတွင်းမှာည7:00နာရီကနေမနက်6:00နာရီထိလေစိတ်ကိုပိတ်ထားမှာဖြစ်ပါတယ်။ဆိုတော့ MAI ကအဲခီးစဉ်နဲ့ပတ်သက်ပြီးသူတို့ထုတ်ပြန်ထားတာရှိတယ်။အဲ့ဒါကဒီ MAI ကနေပြီးတော့ခီးစဉ်အချို့ကိုပြောင်းလဲထားတယ်ဆိုတော့အတိပေးထုတ်ပြန်ထားတယ်။ဆိုတော့ဒီလက်မှတ်တွေကြိုးဝယ်ထားတဲ့ခီးတဲ့တွေအနေနဲ့ကကိုဝယ်ထားတဲ့ခီးစဉ်တွေအစ်စ်ထက်မှန်ပြောင်းထားထားတဲ့ခီးစဉ်အချိန်တွေကိုပြန်လဲဆက်စေးဖို့နဲ့ဒီ transit ခီးစဉ်တွေအတွက်လိုအပ်တဲ့စီစဉ်မှုတွေကိုပြုလုပ်ထားဖို့ဆိုပြီး MAI ကတိုက်ထွန်းထားပါတယ်ဗျ။ ဟုတ်ကဲ့ပါကိုနောက်ထပ်ကောကိုနောက်ဆုံးရသတင်းတွေအနေနဲ့ကိုဘာတွေပြောပြဖို့ရှိမလဲရှင်ဟုတ်ကဲ့ဆိုတော့ဒီ2024ခုနှစ်လောက်ကဒီ2024ဇန်နဝါရီလောက်ကပေါ့နော်ဇန်နဝါရီလောက်ကချင်းတော်လန်ရေးတပ်ဖွဲ့တွေတင်းထားတယ်ဒီတီးတိန်မြို့နာကတိုင်းရင်ကျွရအဲ့ကျွရကိုစစ်ကော်မရှင်တပ်တွေကဒီစစ်ကြောင်းထထိုးလာလို့ဒီအပိုင်းတိုက်ပွဲဖြစ်နေပါတယ်ဆိုတော့ဒီတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီ BBC နဲ့ People's Print သတင်းဌာနကဖော်ပြရေးသားတာလေးကိုကျွန်တော်ဒီ ဒီမှာနည်းနည်းလေးပြောပြချင်ပါတယ်။ဆိုတော့ဒီအော်တိုဘာ29ရက်နေ့မနေ့ကနေ့မနေ့ကစပြီးတော့စစ်တပ်ဘက်ကနေပြီးတော့ဒီခလေးတိုင်းငင်းလန်းနဲ့တီးတိမ်တိုင်းငင်းလန်းဘက်ကနေစစ်ကြောင်းနှစ်ကြောင်းနဲ့တက်လာလို့ဒီချင်းကာကွယ်ရေးတပ်ဖြစ်တဲ့ CDF စီရင်တဲ့တိုက်ပွဲကြီးဖြစ်တာပေါ့နော်။ဆိုတော့ဒီပြီးခဲ့တဲ့မေလပြီးခဲ့တဲ့မေလဆိုတော့ဒီနှစ်ပေါ့ဒီနှစ်မေလမှာလဲစစ်တပ်ကအဲ့ဒီလန်းကြောကနေပဲ ဒီအင်အားယာနဲ့ချီစစ်ကြောင်းထိုးခဲ့မှုတယ်ဆိုတော့အဲ့တုန်းကလည်းချင်းကာကွယ်တပ်တွေပူးပေါင်းတိုက်ခိုက်မှုကြောင့်စစ်တပ်ရဲ့စစ်ကြောင်းကတပတ်အတွင်းပြန်ဆုတ်သွားခဲ့ရတာပေါ့လေဆိုတော့အခုထပ်ပြီးတော့အဲ့လမ်းကြောင်းကနေပြန်နောက်တစ်ခါစစ်ကြောင်းထပ်တိုးတယ်ဆိုတော့ဒီလမ်းကြောင်းကဘာတွေအရေးပါနေလဲဆိုပြီးတော့တစ်ချက်ကြည့်လိုက်တဲ့အချိန်မှာဒီတိုင်းငင်ကြေးရွာကကဒီစကိုင်းတိုင်းကနေချင်းပြည်နယ်ကိုဝင်တဲ့ပြည်နယ်ဝင်ပေါက်တစ်ခုဖြစ်တဲ့အတွက်စစ်တပ်တွေအရေးပါတဲ့လမ်းကြောင်းတစ်ခုလို့လည်းပြောလို့ရတယ်နောက်တစ်ချက်ကဒီခလေးမှာရှိနေတဲ့ ကလေးမျိုးပါကလေးမျိုးမှာရှိနေတဲ့စစ်ကော်မရှင်ဒေတာကွက်ကွဲရေးစစ်ဌာနချုပ်ဒါကဆာပေါ့ဒါကဆာကဒီကလေးကနေချင်းပြည်နယ်ကိုအင်အားဖြည့်တဲ့အခါမှာစစ်တပ်ကအဲ့လမ်းကြောင်းကိုတုံးတဲ့လမ်းကြောင်းတစ်ခုလည်းဖြစ်တယ်ဆိုတော့နောက်တစ်ခုကအိန္ဒိယမြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိနေတဲ့ဒါကြောင့်မို့အချက်ချကြတဲ့နေရာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီလမ်းဒီတနေရာဒီလမ်းကြောင်းတစ်ခုတည်းကိုပဲအင်အားယာနေကြီးနှစ်ခါခွဲပြီးစစ်ကြောင်းထိုးတယ်ဒါထိုးတဲ့ခါတိုင်းလဲစစ်ကြောင်းကပြန်ပြန်လန်နေရလို့ပြောလို့ရတယ်ဆိုတဲ့အနေအထားမျိုးမှာရှိနေပါတယ်ဗျဟုတ် ုတ်ကဲ့ပါရှင်အခုလိုမျိုးပြပြဆိုပြပေးသွားရတဲ့အတွက် Commerce ကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါအခုဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးဦးမှာပါရှင်ယခု QR ကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ကာနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကို အချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်ယခု QR ကိုစကန်ဖတ်ပြီး DVB YouTube channel ကို subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်